အင်ကြီးတအိမ်တို့ အလဲရောက်လာတဲ့ကောင်လေးတယောက်ဘလို့ထိတ်လန့်ကြောက်မဖွဲရာတွေနဲ့ရင်ဆိုင်ရမလဲဒီကောင်လေးတယောက်လူမြောက်အသက်ရှင်နိုင်မလားဒီအိမ်ဟောင်းကြီးကိုကျွန်တော်ဘယ်တော့မှမမြင်ရခဲ့ဘူးအဖြူရောင်နေရန်တွေမှာအစင်းချောင်းတွေအကွဲချောင်းတွေနဲ့ညနေခင်းတိုင်းဒီအိမ်ကပိုထူးဆန်းလာတယ်အထူးသဖြင့်ညဘက်မှာပိုဆိုးတယ် တနေ့အဖိုးစီအလဲသွားခဲ့တယ်အဲ့ဒီညမှာကျွန်တော်အိတ်မပြောခဲ့ဘူးမိအိတ်လေးယောက်မိမ့်မိန်နဲ့နေရန်တွေကို စိုက်ကြည့်မိတဲ့အခါကျွန်တော်တခုခုကိုတတိထားမိသွားတယ်နေရန်ထဲမှာမျက်လုံးတွေရှိနေတယ်အဲ့ဒီမျက်လုံးတွေက လူမျက်လုံးတွေလို့မဟုတ်ဘူးအမဲရောင်နဲ့နေပြီး ကျွန်တော်ကိုစိုက်ကြည့်နေတယ်သူတို့ကြည့်တဲ့အခါတိုင်း ခနာကိုတစ်ခုလုံးချမ်းစိတ်သွားတယ်နောက်နေ့အဖိုးကိုမေးတဲ့အခါသူကပြုံးပြီးပြောတယ်မင်းမြင်ခဲ့တာလားလို့မေးတယ်တကယ်တော့ဒီအိမ်မှာကလေး၃ယောက်ပျောက်သွားဘူးလေနေရံတွေကနေပျောက်သွားတာလို့အဖိုးကပြောတယ်အဲ့လိုပြောတော့ကျွန်တော်အယမ်းကြောက်သွားတယ် မျက်နှာတစ်ခေါင်မှာနေရန်တစ်ခွင်လုံးကမျက်လုံးတွေနဲ့ပြည်လာတယ်။သူတို့တွေကတစုံတစ်ယောက်ကတူတူပြောနေတယ်။ငါတို့နဲ့တူလာနေပါလို့ခေါ်နေတယ်။အဲ့ဒီနောက်အိမ်ဟောင်းကြီးရဲ့နေရန်တွေကလှုပ်ရှားလာတယ်။ပျောက်ဆုံးသွားတဲ့ကလေးတွေရဲ့အရေးတွေကအချောင်းတွေတဲကနေထွက်လာတယ်။သူတို့ရဲ့လက်တွေကကျွန်တော်စီကိုဆွဲခွန်နေကလေးပဲ။ ဒီအိမ်ကဘသူကိုမှလွတ်မသွားစေချင်ဘူးကျွန်တော်ဒီအိမ်ကနေအပြေးထွက်လာခဲ့တယ်ဒါပေမဲ့ဒီကျိန်စာက ကျွန်တော်နဲ့အတူလိုက်လာတယ်အိမ်ပြန်ရောက်တဲ့အခါကျွန်တော်ရဲ့အိတ်ခမ်းနေရန်ကအကွဲချောင်းတွေထဲကနေအယိုးတွေထွက်လာတယ်သူတို့ကကျွန်တော်ကိုဆွဲထည့်ဖို့စောင့်နေတယ် ဒီတစ်ခါတော့လွတ်မှာမဟုတ်တော့ဘူးထင်တယ်